အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုအစည်းအဝေးကဒီကနေ့2025ခုနှစ် November လ10ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေဖြင့်ထက်ဆင်မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာပြီးမြန်မာပြည်သို့ရက်ခတ်လာနိုင်တဲ့အခြေအနေများအပါအဝင်မုန်တိုင်းကျွန်းကျန်မိုးရေချိန်များနဲ့ရေကြီးရေချမ်းနိုင်တဲ့အနေအများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့နိုဝင်ဘာလ10ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်ဝင်ရောက်လာမဲ့စူပါတိုင်ဖွန်းမုန်တိုင်းကြီးရဲ့အရှိန်ရောက်ထိုင်းနိုင်ငံရှေ့ပိုင်းဒေသတွေမှာအထက်လေဝဲစနစ်တခုဖြစ်ပေါ်လာမှာကိုမုတ်လီဝီသားခံမဲ့ကြများကဖော်ပြထားပါတယ်။အဆိုပါလေဝဲစနစ်တက်ရောက်မှုတွေကြောင့်မုဒ္ဓမာကွင်းနဲ့ရန်ကုန်ပဲခူးဒေသများမှာမိုးလေဝသဖောက်ပြန်မှုများစတင်ဖြစ်ပေါ်ပြီးမိုးအထင်းထင်းမှမိုးကြီးကြီးအထိဖြစ်ပေါ်နိုင်ပါတယ်။နောက်ဆက်တဲ့အနေနဲ့ညောင်လေးပင်တောင်ငူပဲခူးရန်ကုန်အေရီတိုင်းဒေသကြီးတို့မှာ ယခုမုန်တိုင်းမှုနဲ့ဆက်ဆက်၍နိုဝင်ဘာလ12ရက်နေ့ထိမိုးဆက်လက်ရွာသွန်းနိုင်မယ်လို့ခန့်မှန်းရပါတယ်။နိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းမှာတော့အဆိုပါဒေသများမှာမိုးသက်ထန်စွာရွာသွန်းမှုများရပ်တန့်ကာမိုးပြတ်လွနီးပါအခြေအနေတို့ပြန်လည်ရောက်ရှိနိုင်ကြောင်းမိုးလေဝသပညာရှင်များကသုံးသပ်ထားပါတယ်ခင်ဗျာ။ပြည်သူလူထုအနေနဲ့မိုးသက်ထန်စွာရွာသွန်းတဲ့ကာလအတွင်းရေကြီးရေလျှပ်မှုနဲ့လေမြင့်တိုက်ခတ်မှုအန္တရာယ်တွေကိုသတိပြုကြိုတင်ကာကွယ်ပြင်ဆင်မှုများပြုလုပ်ထားတဲ့ကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမုံတိုင်းမိုးတက်ထန်စွာရာသွင်းခြင်းကြောင့်မြေကြီးကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော်မှာဖြစ်ပါရခင်ဗျာ။ရှေ့ရက်စတလ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမြေကြီးအခြေအနေကို တင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီတွင်တပေးနီးနီးကန်ပြန်ကျသွားပါရ။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့24.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့27.3ဒီဂရီဆယ်စီယံတူပဲဖြစ်ပါရခင်ဗျာ။ မြေကြီးနားမြေဟာစိုးရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန်992စင်တီမီတာ26ပေကန့်အလိုမှာရောက်ရှိနေပါတယ်။မြေရေတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။မြေကြီးနားမြေဟာ31ရက်ဆယ်လ2025ရက်နေ့နေ့လယ်ပိုင်းမှာစတင်၍တဖြည်းဖြည်းချင်းမြင့်တက်ခဲ့ပါတယ်။မြေရေဝင်စုစုပေါင်း10ပေခွဲကျော်ကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။2017လ2025ရဲ့နှစ်နေ့လယ်ပိုင်းအချိန်ထိစုစုပေါင်း9ပေခွဲကျော်ခန့်ပြန်လည်ကြာဆင်းခဲ့ပြီးနောက်မနေ့ကညနေပိုင်းအထိ2ပေခွဲကျော်ခန့်ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ယနေ့မနေ့ပိုင်းမှာတပေနီးပါးကပြန်လည်ကြာဆင်းခဲ့ခြင်းဖြစ်ပါတယ်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်ခင်ဗျာအေရီမြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်ရန်ဖန်ရန်ခါအေရီမြစ်စုံထပ်ပိုင်းမှာနေရာကွက်ရမိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေမှာဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချစ်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့အေရီမြစ်ထပ်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ် ။အယောင်ရီမြေဦးတခြားနဲ့ချင်းတွင်းမြေဦးတခြားမြေကန်းဒီမြေနေဒေသများနဲ့မြေလူကျုံးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအယောင်ရီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရ။ခန်းဒီမြို့မြေဟာမနေ့ကညနေကနေ7နာရီအတွင်းနှစ်လက်မကန်ပြန်ကျသွားပါရ။မုံရွာမြို့မြေဟာမနေ့ကညနေကနေ7နာရီအတွင်းအတက်ကြမရှိရပ်တန့်နေပါရ။ခန်းဒီမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ဟ ோம் လင်းမြေနောက်ထပ်အနည်းငယ်ထပ်တန့်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဖောင်းပြင်းတဲ့မော်လိုက်တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ကလေးဝမင်းငယ်ကဏီတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ ARR မြေကြီးအခြေအနေကတော့ ARR မြေတို့တခြားမြို့များအားလုံးမှာအစင်လိုက်မြေကြီးများပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်ခင်ဗျာ။ဗမောင်မြို့မြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ရွှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ ယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတားမျိုးမြင့်ရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြေကြီးအဝင်စုစုပေါင်း၈ပေနီးနီးခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။ယနေ့မနေ့ပိုင်းမှာတပေကွဲကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။ထီကြမြင့်ရာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းတို့မှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦးချောက်မင်းဘူးမကွေးအောင်လံပြည်မျိုးတွေရဲ့မြေကြီးများဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ် စိတ်သာမျိုးမြေဟာနိုင်ငံထက်ကြပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟင်းသနာမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံမျိုးမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အီယော်ရီမြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလဘီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရလောင်အိုနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်များကိုဖျက်ချော်ခဲ့တဲ့ကုန်းတွင်းမုန်တိုင်းငယ်ဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများမှာလီဘီးယားနဲ့ယမန်အဖြစ်အာရုံသွားခဲ့ပါတယ်။နောက်၁၂နှစ်အတွင်းကမ်ဘန်ချက်ကတော့အဆိုပါလီဘီးယားနဲ့ယမန်ဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးနောက်၁၂နှစ်အတွင်းလီဘီးယားနဲ့ဆက်အဖြစ်အာရုံသွားနိုင်ကထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖျက်ချော်နိုင်မယ်လို့ကမ်ဘန်ရပါတယ်။တရီဘေးနိုးစော်ချက်အနေနဲ့ကတော့အဆိုပါလီဘီးယားနဲ့ယမန်မှာပြတ်ထွက်လာတဲ့တိုင်တိုင်များကြောင့်ယနေ့ညနေမှာ ဆယ်ရက်၁၁လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရာရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရေမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝချုံမော်မုံတမကွေမိုးတနင်္လာကံရံတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းသစ်တွေမှာလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလင်းဟာတနအိုင်ကို25မိုင်မှမိုင်30ဒီတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြင်မှာမြဝကျုံပေါ်မုတ်တမခွေမော်တနင်းနိုင်ကန်ရန်တချောင်းနဲ့ကန်လုံးပင်လင်ပြင်းတို့မှာရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါတယ်။တို့ပြပါရဲ့မိုးသက်ထန်စွာရာသွုံးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတေချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများမှရှိတဲ့ကုန်းမြစ်ဒေတာအနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းကများအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေး လေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတပံများအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထစ်တွေဖြစ်ထွန်းနေပြီးတံဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံးမုန်တိုင်းခန့်မိကြီးဟာအနောက်ဘက်သို့ရွေးချခဲ့ပြီ တိုင်ဖုန်းမုန်တိုင်းခန့်မိခဲ့ရဲ့အဝင်းဝိုင်းဟာဗီယက်နမ်နိုင်ငံကမ်းခြေဒါနန်းမြို့တောင်ဘက်ကွီနန်းမြို့အနီးမှစတင်ဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါတိုင်ဖုန်းခန့်မိခဲ့ဟာအနောက်နောက်မြောက်ဘက်သို့ရွေးချနိုင်ပြီးနောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနေဆက်ဒေသများသို့အားကောင်းသောပူပိုင်းမုန်တိုင်းခန့်မိခဲ့ဖြစ်ဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မနက်ထိကမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြား ကိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာပါမယ်။ရွာရရာနှုန်းပြည်ဖြစ်ပါရခင်ဗျာ။ဒီကနေ့မိုးနဲ့ကြေးတီခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြား ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထချုံရောပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ။နေပြီးတော့မှာနေရာကွက်ချမိုးထချုံရောပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထချုံရောပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးထချုံရောပါမယ်။ပဲခူးမြို့မှာနေရာကွက်ချမိုးထချုံရောပါမယ်။ မကွေးမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။ဟ ோம் လင်းမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာနိုင်ပါတယ်။မုံရွာမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာနိုင်ပါတယ်။ပသိမ်မြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မြေကြီးသားမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။လားရှုံမြို့မှာနေရာခွဲခြားမိုးထစ်ချုံရွာပါမယ်။ တောင်ကြီးမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မြမပင်လယ်ပြင်မှာတော့မြမကမ်းမလတ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြမကမ်းမလတ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနေပါတယ်။နောက်နေ့အတွက်ကမ်းမကြက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး ၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မှနေရာအနှံ့ပြမိုးထချုံရွာပါမယ်။နေပြည်တော်နဲ့နီးတွိုက်တဲ့မင်းပြမိုးတဲ့ချိန်ထိခမ်းမကျက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုံးပြည်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နီးတွိုက်တဲ့မင်းပြမိုးတဲ့ချိန်ထိခမ်းမကျက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့နီးတွိုက်တဲ့မင်းပြမိုးတဲ့ချိန်ထိခမ်းမကျက်ကတော့နေရာကွက်ချမိုးထချုံရွာပါမယ်။ရွာရံရာနှုံးပြည်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မန္တလေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ9ရက်နေ့မှာနိုဝင်ဘာလ13ရက်နေ့ထိမိုးလေဝသအခြေအနေမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများနဲ့မုန်တိုင်းအကျဉ်းချံများတောင်တရုတ်ပင်လယ်မှာအားကောင်းတဲ့တိုက်ဖုန်းမုန်တိုင်းခန့်မိကြရာကတဂိုရီ3အဆင့်တိုက်ဖုန်းမုန်တိုင်း၄တိုင်နှုန်းတနအီကို128မိုင်ဖြစ် BNN ကမ်းခြေကိုနိုဝင်ဘာလ6ရက်နေ့ညမှာဖျက်ကျော်ဝင်ရောက်လျက်ရှိပါတယ်။အပူပိုင်းမုန်တိုင်းမှာတိုက်ဖုန်းမုန်တိုင်းနောက်တစ်လုံးဖြစ်လာနိုင်မဲ့မုန်တိုင်းဖန်ဝန်းဟာနိုဝင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CT3 အဆင့်တိုက်ဖုန်းမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်ပြင်အတွင်းမှာအရှိတ်ဘက်သို့ခငယ်ခွေချိုးကွေ့က ထိုင်ဝမ်ကျွန်းနီးမှဖြတ်ပြီးအရှေ့ဖိလစ်ပိုင်ပင်လယ်ပစိဖိတ်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးချယ်သွားနိုင်ကြောင်း ECNWF model ဂျိုတင်ခံမှန်းရေးလမ်းကြောင်းမှတွေ့ရတာကြောင့်မှုန်တိုင်းအကျဉ်းချံကိစ္စများကိုတော့မြန်မာနိုင်ငံအတွက်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ CAD3 တိုက်ဖို့မှုန်တိုင်းခန့်မှန်းကြီးရဲ့အကျဉ်းချံများဟာနိုဘယ်လ၈ရက်နေ့ညမှာထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတက်ခရိုင်မှတဆင့်ကရင်ပြည်နယ်မိုးပြည်နယ်တနင်္သာရီတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းနဲ့ AR တိုင်းကိုရွေးချယ်ရောက်ရှိလာပြီးနိုဘယ်လ၈ရက်၉ရက်၁၀ရက်များမှာ အဲ့ဒီတိုင်းနဲ့ပြည်နယ်များကိုနေရာကွက်ရေမိုးသက်ထန်နိုင်ပါတယ်။ဆက်လက်ပြီးတိုင်ဖုန်းခန့်မီကီတိုင်ဖုန်းဖန်ဝင်းနဲ့နွေမာလာရှိရနေမှာ12ရက်အတွင်းရွာသွန်းနိုင်တဲ့မိုးအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ BNN နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းခန့်မီကီဟာနွေမာလာ9ရက်နေ့ညမှာကုန်းတွင်းပိုင်းလေပွေလိုင်းအဖြစ်အနောက်ဘက်သို့ဆက်လက်ရွေ့လျှားလာပြီးမုန်တိုင်းအတွင်းကြံများဟာထိုင်းနိုင်ငံမြောက်ပိုင်းသို့ဆက်လက်ရွေ့လျှားဝင်ရောက်လျက်ရှိပါတယ်။ တိုင်ဖွန်ခန့်မေကီရဲ့အကျဉ်းချံများဟာထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင်းမြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသတချို့ကိုနိုဝင်ဘာလ၈ရက်၉ရက်၁၀ရက်များမှာရွေးရှားဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ချမ်းမွန်ပြည်နယ်တနင်္သာရီတိုင်းပဲခူးတိုင်းအရှေ့ချမ်းနဲ့ကရင်ပြည်နယ်တို့မှာနိုဝင်ဘာလ၈ရက်မှ၁၂ရက်နေ့အထိ၅ရက်အတွင်းမိုးရချိန်၄လက်မခန့်၅လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။တိုင်ဖွန်မုန်တိုင်းဖန်ဝင်းဟာနိုဝင်ဘာလ၉ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAD4 တိုက်ဖုံးမုံတိုင်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ဝင်ရောက်လာပြီးအရှေ့ဘက်သို့ပြန်လည်ချိုးကွေ့ရွေ့ရှားသွားနိုင်ကြောင်း DPV ဖြစ်၍တိုက်ဖုံးခန့်မိကရဲ့မုံတိုင်းအကျဉ်းကြံများဝင်ရောက်ပြီးနိုဝင်ဘာလ10ရက်နေ့နောက်ပိုင်းတွင်အရှေ့ဘက်မှမုံတိုင်းအကျဉ်းကြံများကြောင့်အခါလုံမိုးဖြံမိုးအန္တရာယ်များမရှိနိုင်တော့ပါဘူးခင်ဗျာနိုဝင်ဘာလ9ရက်နေ့10ရက်များမှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာအထက်လေဝေလိုင်းဖြစ်လာနိုင်တော့လဲ မြောက်ရက်မှလေးအေးစီကြောင်းများအားကောင်းလာပြီးပင်လယ်ပြင်မှရေပြင်ကြီးအမြင့်အပူချိန်ကျဆင်းလာခြင်းတို့ကြောင့်အားကောင်းလာနိုင်ခြင်းမရှိကြောင်းအနောက်တောင်ဘက်မှလေးစီကြောင်းအားနည်းသွားသဖြင့်မြန်မာနိုင်ငံဘက်သို့မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်းတွေ့ရပါတယ်ခင်ဗျာမုန်တိုင်းကျွန်းချက်များကြောင့်နိုဝင်ဘာလ9ရက်နေ့မှနိုဝင်ဘာလ13ရက်နေ့ထိ9ရက်အတွင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းအနောက်ပဲခူးတိုင်းအရှိမွန်ပြည်နယ်တနင်္လာရီတိုင်းကရင်ပြည်နယ်နေပြည်တော်ကယားပြည်နယ်တို့မှာ9ရက်အတွင်းမိုးရွာချိန်3လမှအထက်မှ6လမှအထိရွာသွန်းရရှိနိုင်ပြီး နေရာခွက်၍မိုးများနိုင်မိုးသက်ထန်နိုင်တဲ့ဒေသတွေရှိနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်အစီပိုင်းမကွေးတိုင်းတွေမှာခုနှစ်အတွင်းမိုးရေချိန်နှစ်လက်မှအထက်ရွာသွန်းနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်တွေမှာခုနှစ်ရက်အတွင်းမိုးရေချိန်တစ်လက်မှဝန်းကျင်သာရွာသွန်းရရှိနိုင်ပြီးမိုးရေချိန်နည်းနိုင်ပါမယ်။လက်ရှိအချိန်ထိရရှိပြီးကြိုတင်ခန့်မှန်းချက်များအရဘင်္ဂလားပင်လယ်အော်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်ရန်မရှိတော့ပါဘူးခင်ဗျာ။ ခொနီယာတွင်မန္တလေးတိုင်းဒေသကြီးမှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာတိုင်ဖုန်မွန်တိုင်းခန့်မေကြီးရဲ့အကျဉ်းချံများကြောင့်ပြင်ဦးလွင်မိုးကုတ်ကြောက်ဆဲမြင်းချံဝံတွေမိထီလာရမဲသိန်းစတဲ့မြို့နယ်တွေမှာခொနီယာတွင်မိုးရေချိန်၃လက်မှမှ၄လက်မှအထိရွာသွန်းရရှိနိုင်ပြီးတာစီမြင့်ငယ်တရားဦးညောင်းဦးမန္တလေးမြို့ပေါ်မှာခရိုင်မြို့နယ်များတောင်သာနထိုးကြီးမလိုင်းစင်ကိုင်းမြို့သာမြင်းချံခရိုင်စတဲ့မြို့နယ်ခရိုင်တွေမှာခொနီယာတွင်မိုးရေချိန်၁လက်မှမှ၂လက်မှခွဲအထိ ရွာသွန်းရရှိနိုင်ပါတယ်။မလိုင်းဆင်ကိုင်မြို့သာမှာတော့ခုနှစ်အတွင်းမိုးရေချိန်ရရှိမှုအ ਨੇ စုံဖြစ်နိုင်ပါတယ်။နိုဝင်ဘာလ7ရက်နေ့နောက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီးအတွင်းဒေသအတော်များများမှာမိုးလေကင်းစပြီး2025ခုနှစ်ရဲ့မိုးရသည်ပြီးဆုံးပြီလို့ပြောနိုင်တော့မှာဖြစ်ပါတယ်။အပူချိန်လေတိုင်နှုန်းလေတုစုတိုင်းသားနဲ့လေတုညဉ့်ညမ်းမှုခရက်လုံရောင်ကြီးအခြေအနေတွေကတော့နိုဝင်ဘာလ23ရက်နေ့မှာစတင်ပြီးအမြင့်ဆုံးနေ့အပူချိန်ကတော့29ဒီဂရီဆယ်စီယံနဲ့အနိုင်ဆုံးညအပူချိန်က27ဒီဂရီဆယ်စီယံထိကျဆင်းလာနိုင်ပြီး ပြင်ဦးလွင်မိုးကုတ်စတဲ့တောင်ပေါ်ဒေသတွေမှာအမြင့်ဆုံးနေ့အပူချိန်24ဒီဂရီဆဲဆီယံနဲ့အနည်းဆုံးရအပူချိန်16ဒီဂရီဆဲဆီယံအထိကျဆင်းလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအရှိတ်ဘက်နဲ့မြောက်ဘက်အရွယ်များမှာအမြင့်ဆုံးလေတိုင်နှုန်းတစ်နာရီကို9မိုင်ခန့်အထိရှိနိုင်ပါတယ်။နေ့လယ်ပိုင်းအချိန်တွေမှာတော့လေဒုစုတိုင်းစာ60ရာခိုင်နှုန်းနဲ့ညပိုင်းနဲ့မနေ့အစောပိုင်းအချိန်တွေမှာလေဒုစုတိုင်းစာ90ရာခိုင်နှုန်းအထက်မှာရှိနေနိုင်ပါတယ်။လေဒုစုတိုင်းစာမြန်မာနေချိန်မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်း မတရားမြို့နယ်ခရိုင်အတွင်းမှာခန်းစားရမယ့်အပူချိန်ကတော့35ဒီဂရီဆယ်စီယက်ခန့်ရှိနိုင်ပါတယ်။မန္တလေးတိုင်းတွင်ယခုတစ်ပတ်လေတုညဉ့်မှုအညွန်ကိန်း A2N ဘောလုံးအမြင့်ဆုံး80အောက်မှာရှိနေနိုင်ပြီးကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်ရန်မလိုအပ်ပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။